လက်နက်မပါဘဲ Arakha.aa တပ်ဖွဲ့ဝင်6ယောက်ဟာ PDF 6ယောက်နဲ့အတူဥပဒေပေါင်းအတွင်းကိုဝင်ရောက်လာတယ်လို့ CO စုပိုင်းသတင်းစာရေးမှာမနေ့ကဖော်ပြပါဗျ။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်တပ်ရဲ့စိတ်သက်စစ်ဆင်ရေးသားဖြစ်တယ်လို့ AA ကတုံ့ပြန်ပါတယ်။ဟုတ်ဒီလိုဖြစ်စဉ်မျိုးတော့လုံးဝမရှိဘူးဗျ။ဟိုဒီအကားတော့ဒီအကျန်းဖဲဖဲစစ်ကောင်စီကဟိုခရီးသွားရခိုင်တချို့ကို ဟိုဖန်စီပြီးတော့မှဒီအတင်းအာဓမနှိုက်ဆက်ညှင်းပန်းပြီးတော့ဟိုပြောခိုင်းတာအလောက်ခိုင်းတာပဲဟိုဖြစ်နိုင်ပါတယ်ဆေအောင်စုရဲ့တင်စားမှာ AA အဖွဲ့ဝင်အမျိုးသား၉ယောက်နဲ့ PDF အဖွဲ့ဝင်အမျိုးသား၆ဦးတို့ဟာလက်နက်ခေရန်တွင်နဲ့အတူဥပဒေပေါင်းအတွင်းကိုညဝင်မာလာ၁၈ရက်နေ့ကမြန်အောင်ခလာရ51ကိုအလင်းဝင်ရောက်လာတယ်လို့ဖော်ပြပေးမယ်လေလက်နက်နှစ်လက်နဲ့လက်ပစ်ပုံတစ်လုံးသာယူဆောင်လာပြီး ဲ့ဒီလက်နက်တွေဟာလည်း PDF အဖွဲ့ဝင်2ဦးယူဆောင်လာတဲ့လက်နက်တွေဖြစ်တယ်လို့သိရပါဗျ။အလင်းဝင်လာရမှာပါတဲ့ PDF 2ဦးရဲ့သတင်းစာမှာပြောဆိုထားချက်အရထွက်ပြေးလာသူ18ဦးဟာအရှုပ်သားတွေဖြစ်တာကိုလည်းစစ်စစ်တွေ့ရှိရပါဗျ။အေအေတပ်ဖွဲ့ဝင်9ဦးလို့ဆိုသူတွေကတော့မင်းမြောင်မြို့နယ်ကြောက်တော်မြို့နယ်ပုံနာကျုံမြို့နယ်တန်တွဲမြို့နယ်နဲ့ဂွားမြို့နယ်တွေကလို့ဖော်ပြထားပေမဲ့ကိုပိုင်နံပါတ်ကိုတော့ဖော်ပြထားတာမျိုးမတွေ့ရပါဘူးစစ်ကောင်မရှင်တပ်သားတွေ AAC လက်နက်ရှာတာများလာနေလို့ စိတ်သက်စစ်စင်ရေးအနေနဲ့လှုပ်တာတံပြန်တဲ့သဘောနဲ့ဝါဒဖြန်တာဖြစ်နိုင်တယ်လို့ဥခိုင်သူခါကပြောဆိုပါရယ် PDF 6ဦးကတော့မအူဝင်းမြို့နယ်လင်းမြနာမြို့နယ်ဇလုံးမြို့နယ်ကြက်ခင်းမြို့နယ်နဲ့ရေကြီးမြို့နယ်တွေက PDF အမြင်ခံအဖွဲ့ဝင်တွေလို့ဆိုပါရယ် သူတို့တွေကိုစေအုပ်စုတာဝန်ရှိသူတွေကကြိုဆိုလက်ခံပြီးမိဘအုပ်ထိန်သူတွေစီပြန်လည်လွှဲပြောင်းအနံပွဲကိုနိုဝင်ဘာလ18ရက်နေ့မွန်လယ်ပိုင်းမှာပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနရှုပ်အေယာဝတီခန်းမမှာ ပြုလုပ်ခဲ့တယ်လို့လည်းရေးသားဖော်ပြထားပါရဲ့ရှင်။